ကျက်တလသားတဲ့ခေါင်းပစံမျက်စိတွေအဖုနာပေါက်တာဆိုတာကတော့ဖြစ်နိုင်ခြင်းအရှိဆုံးကတော့ယုံမတန့်ရှင်တော့ဗျမမြေကြံလားစင်ချံလားတော့မသိဘူးဗောနော်မြေချံဆိုရင်တော့ကျွန်တော်တို့ဒီကြက်ချီကိုအပေါ်အောက်လှန်လှန်ပြီးရင်ကျွန်တော်အနံ့ပြောက်တဲ့ဆေးပေါ့အဲ့ကောင်ကိုဖြန်ပေးလိုက်ရင်တော့သူအနံ့တက်တောက်အောင်မှာပေါ့ကျွန်တော်စင်ချံဆိုရင်တော့ကျွန်တော်အောက်ကကြက်ချီကိုတော့တောင်ရက်တစ်ခါလောက်ပုံမှန်ကြုံပြီးတော့တန့်ရှင်းအောင်ထားပေးရတာပေါ့ အဓိကကစက်တလသားတွေခေါင်းပစက်မျက်စိအနာပေါက်လို့ဆိုတာယုံမတန့်ရှင်လို့လင်းဝင်လင်းတွဲမကောင်းလို့အလင်းဝင်လင်းတွဲကောင်းရင်တော့မှအနက်နေရာတွတ်သူလေနဲ့ပါသွားတယ်ပေါ့လင်းဝင်လင်းတွဲမကောင်းတဲ့ခါကျအနက်နေရာယုံနေမှာပဲလှောင်နေတာပေါ့မတန့်ရှင်တော့အဒီအနက်နေကြောင်းသူတို့မျက်စိတွေနာတယ်အနာတွေဖြစ်တာပေါ့အဓိကတော့ယုံမတန့်ရှင်လို့ပါဒါကတော့ဖြစ်နိုင်ခြေအရှိဆုံးပါ ဒါကြောင့်ယုံတန့်ရှင်အောင်ကျွန်တော်တို့ကတာဂူဆိုင်ရတယ်ကျွန်တော်တို့ဒီကြက်တွေကယုံကအမဲတန့်ရှင်နေမှာကျွန်တော်ကြက်ရည်ခွက်တွေဆိုရင်လည်းမဲတန့်ရှင်နေအောင်ဆေးပြီးတော့တနေ့နှစ်ခါဆေးရတယ်ကျွန်တော်ဆိုရင်တနေ့နှစ်ခါဆေးတာပေါ့ဒီယုံဒီကြက်ရည်ဘုံတွေဆိုလို့ရှိရင်တခါလေအချွဲတွေပြောင်းအဒီခွက်ခြေဘုံတွေဆိုလို့ရှိရင်ကင်ကြီးအချွဲတွေပြောင်းမဆေးလို့ရှိရင်အဲ့မှာအချွဲတွေကတ်နေတယ်အဒီအချွဲတွေကနေကြာကြာလာလို့ရှိရင်သူကယောဂဖြစ်တာပေါ့ ရေပုံးရေခွက်တရားအစားအစားခွက်တရားအစားအကုန်လုံးတန့်ရှင်းနေမှဒီကျွန်တော်တို့ဒီအသားတို့ကြက်ကြတော့တန့်ရှင်းမှုဟာတော်တော်လေးအရေးပါတယ်ဒီကိုအစားခွက်ရေခွက်လည်းတန့်ရှင်းရမယ်ယုံแท้မှလည်းတန့်ရှင်းရမယ်ကျွန်တော်ကြက်ချင်းအနမ်းတက်တယ်လည်းဘယ်လိုပြောမလဲကောင်းအောင်လောက်ရတာပေါ့ဒါမှပဲသူကယောဂကင်းတယ်ကျောင်းဒီအသားတို့ကြက်ကယုံတန့်ရှင်းမှုဟာ90ရာခိုင်နှုန်းလောက်အရေးပါတယ်ယုံတန့်ရှင်းအောင်ထားနိုင်မှဒီကောင်เนี่ย ကျွန်တော်တို့လူတော်တနေ့ကိုကိုစားတဲ့ပကံမဆေးပဲပြန်စားတော့ဘာမှမဖြစ်ဘူးဒီကျွန်တော်အသားတိုးချက်တွေကြတော့မရဘူးရေခွက်ဆိုလို့ရှိရင်ကျွန်တော်မနက်တခါညတခါတေးချာပုတ်တိုက်ပြီးတော့ဆေးရတာအဓိကကတန့်ရှင်းမှုပေါ့အခုတလနာမှာခေါင်းပတ်ဆက်မျက်စိတွေဖြစ်နေတယ်ဆိုတာကတော့ယုံတန့်ရှင်းမှုအားနည်းလို့ပါဒါကတော့အတက်ပြောလို့ရတာလင်းလင်းလေးအတွက်မကောင်းတာရယ် ဒီကြက်ချီတန့်ရှင်းမှုပေါ့ကြက်ချီတန့်ရှင်းမှုကကျွန်တော်ကြက်ချီကအမြဲတမ်းကြုံပေးနေရတယ်ဆင်ချန်ဆိုရင်လည်းအောက်မှာ၃ရက်တခါကြုံရတယ်မြေချန်ဆိုရင်လည်းကျွန်တော်ဒီအထက်အောက်လှမ်းလှမ်းပြီးကျွန်တော်အနမ်းပြောက်စေးတွေဖြန်းအဲ့လိုမျိုးအမြဲတမ်းတန့်ရှင်းနိုင်မှအဒီအခုခေါင်းပါးစပ်မျက်စိတွေအနာမဖြစ်တော့ဘူးပေါ့အဓိကတော့ပြောချင်တာကတော့ကျွန်တော်ဒီအသားတွေးကြက်မွေးမဆိုရင်တန့်ရှင်းရင်းကိုတော်တော်ကြီးစားရတယ်ဗျအတ္တမှာပဲအဆင်ပြေတယ်နော်